ပစွန်ချင်းနဲ့ပစွန်ချင်းတုံနီလေးဒီဗီဒီယိုမှာကျွန်မကလုပ်ပြมาဖြစ်ပါတယ်ရှင်အရင်ဦးဆုံးကျွန်မတို့ကပစွန်လေးကို ရေသေးချာစာဆေးပြီးတော့မှတေချာရေစစ်ထားမယ်ဒါမှမဟုတ်အခုလို့တ िश ူလေးနဲ့တုပ်လိုက်မယ်ပေါ့နော်ပြီးသွားရင်တော့ကျွန်မတို့ကခေါင်းလေးတွေကိုဖြတ်လိုက်ပါမယ် ခေါင်းဖြတ်ပြီးသွားပြီဆိုရင်တော့ကျမတို့ရောနေပါမယ်ထမင်းထည့်တယ်စားကိုပုံမှန်စားတာထက်ပိုပြီးတော့ထည့်တယ်ဒါတွေအားလုံးကိုကျမတို့ကအားလုံးတရားရဲကြအောင်နေလိုက်ပါမယ်တန်းရှင်ပြီးတော့မှပိုတက်ထားတဲ့ဖန်ပလင်းကိုအသုံးပြုပါမယ်ရှင်ပြီးရင်တော့ကျမတို့ပစွန်လေးတွေကိုတိတ်ထည့်ပါမယ်ကြက်ကြက်လေးဖြစ်နေဖို့တော့လိုတယ်ပြီးရင်အပေါ်အနေပြီးတော့မှပြောင်းဘူးအခွန်ထည့်ပါတယ်ငပြောရွက်ရှိရင်လည်းငပြောရွက်ထည့်နိုင်ပါတယ်ဒါကိုကျမတို့ကအောက်ကရေခွက်ကလေးခံပြီးတော့မှပကံလုံးပေါ်မှာမောက်ထားလိုက်ပ ါမယ်။ရေကိုတော့တရက်တစ်ချိန်လဲပေးရမှာဖြစ်ပါတယ်။ပစွန်ကျင်ရဖို့အတွက်ကိုကျမတို့က၂ရက်ကနေ၃ရက်အခန်းပူချိန်ပေါ်မှာမူတည်ပြီးတော့စောက်ပေးရပါတယ်ရှင်။ပစွန်ကျင်စားတုပ်ပါမယ်ရှင်။ပစွန်ကျင်ရဲ့ချက်သွန်နီးပင်စိမ်အချိုမုံနဲ့တကြားအနေငယ်ငရုတ်တီမုံရဲ့စီချက်၄ပါထည့်ပါတယ်။ပြီးရင်တော့ဒါတွေအားလုံးကိုရောတုပ်လိုက်ပါမယ်ရှင်။မိမိအစဉ်ပြေရပကံလေးထဲမှာထည့်ပြီးတော့မှအရာသာရှိတဲ့ပစွန်ကျင်တုပ်လေးကိုသုံးဆောင်နိုင်ပါပြီရှင်။အားလုံးကိုကျေးဇူးပါ။ Bye bye.